အားလုံးပဲမင်္ဂလာပါရှင် Ghost Day MM Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့စာရေးသူမိုးစေးရေးသားထားတဲ့အုံနောက်ပြနေတဲ့မိစ္ဆာဆိုတဲ့အသံဇာတ်လမ်းကိုဖတ်ပြတင်ဆက်ပေးမှာပါဇာတ်လမ်းမစားခင်မှာ Channel လေးကို Subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦးနော်ပြင်ဦးလေဆိုတာမြန်မာနိုင်ငံရဲ့မြို့တွေတွေကနေချင်းစရာအကောင်းဆုံးမြို့လေးတစ်မြို့ဆိုတာသိထားနေမိတာမို့ဒီမြို့လေးမှာတနေ့တာအခြေချရမှာဖြစ်တဲ့အတွက်ကြောင့်မင်းလေးစိတ်လှုပ်ရှားနေမိတာကတော့အမှန်ပဲ မင်းနေကအသက်30နာကနေပြီဖြစ်တဲ့အိမ်တော်တဲ့အမျိုးသမီးတယောက်မျိုးသားဖြစ်သူကအစိုးရဝန်ထမ်းဆိုတော့ရှောင်းနောက်စတုံးမှာဆိုတဲ့ဆိုမျိုးလေးအတိုင်းအမျိုးသားတောင်းဝင်ကြတဲ့မျိုးရည်နေတယ်မှာလိုက်ပြီးတော့နေရတယ်။သူတို့လင်မယားမှာချစ်ခွန်ချိုလို့ခေါ်တဲ့မူလာတဲ့အရွယ်သမီးလေးတယောက်လည်းရှိသေးတယ်။အမျိုးသားဖြစ်သူဝင်ကုန်နဲ့မင်းနေတို့ရဲ့အိမ်တော်၁၉နှစ်အတွင်းမှာမင်းနေတို့သားအမိလည်းလူကိုတောင်းဝင်ကြတဲ့ပက်ကိုလိုက်နေပြီးမြန်မာပြည်ကိုတော်တော်လေးညံ့နေပြီလို့တော့မှပြောရမယ်။ ခုလည်းမင်းနေတို့မိသားစုပြင်ဦးနဲ့ဗန်းတို့တော်စီကိုရောက်လာခဲ့ကြရပြီ။တွင်ကိုတောင်းဝင်ကြတဲ့နေရာမှာကမိသားစုရှိတဲ့သူတွေအတွက်အစိုးရကသတ်မှတ်ပေးထားတဲ့အိမ်ောင်နဲ့လိုင်းကမ်းတွေကိုထားရှိပေးထားပေမဲ့လိုင်းကမ်းတွေကကြက်ကြက်ကက်ကက်လေးတွေနဲ့မို့အသက်လည်းကျိုက်တက်ပြီးလွလွလပ်နေတဲ့သူမင်းနေနဲ့ကဘလူမတ်ကိုအဆင်မပြေနိုင်ဖြစ်နေခဲ့တယ်။ဒါကြောင့်လည်းပြင်ဦးနဲ့မှာစိတ်တသက်သာလည်းဖြစ်လွင်ကိုတို့တောင်းဝင်ကြတဲ့နေရာနဲ့လည်းနေပြီးတော့နေထိုင်ရတာကျဲဝန်းပြီးအဆင်ပြေမဲ့အိမ်လေးတစ်အိမ်ကိုငှားဖို့လဲဆောင်ဆိုင်ရင်း နောက်ဆုံးမှတော့တင်းအိမ်လေးကိုရောက်လာခဲ့ကြတယ်။အိမ်ပုံစံကတစ်ထပ်တိုက်ပူလေး။ချက်ဝင်းချဲကြီးထဲမှာတိုက်ပူလေးနှလုံးကိုဒေးချင်းရှင်ဆောက်ထားပြီးတော့အဲ့ဒီတိုက်နှလုံးချားထဲမှာကားနဲ့စီစာကောင်းကောင်းရနိုင်တဲ့အထည်ကိုပတ်ဆောက်ထားသေးတယ်။ခြံကားကနေဝင်ချင်းစမြင်ရတဲ့ရာဘက်ခြံကတိုက်ပူလေးကိုမင်းနေတို့တော်လေးသဘောကျသွားမိကြတယ်။ဒီလိုမျိုးဒီလိုနေရာမျိုးတွေမှာခေါ်လာတဲ့ဈေးတွေထဲကမှသုံးချိုးတစ်ချိုးနီးပါးလောက်ကိုတတနေတာကတခြားရဲ့။တိတ်တာအိမ်တော်မှာငှားမရတဲ့ဈေးနဲ့လုံလုံချုံချုံတိုက်ပူလေးမှာ ရင်မီးအစုံနဲ့နေနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာလေးကိုမင်းနေရွေးချယ်ဖြစ်ခဲ့တယ်။ဈေးချုပ်ပြီးတဲ့တန်လို့တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးလေးစိတ်ချနေနိုင်ခဲ့ရပြီးအိမ်ထဲမှာကသူတို့ကြီးပဲမဟုတ်ပဲဘေးချင်းကတိုက်မှာကအိမ်ပိုင်ရှင်ချမ်းပိုင်ရှင်အွားကြီးနဲ့သူ့ရဲ့သမီးအတော်ကြီးသားအမီးလျောက်နေကြတယ်။အိမ်ရှင်သားမီးတွေရဲ့တက်ချော့ပတ်အစမှာကြတော့အိမ်နောက်ဖေးအဖီလေးထိုးထားတဲ့တဲတတ်တာအဖီလေးတစ်ခုရှိတယ်။အဲ့ဒီမှာလဲအိလာကမတက်နိုင်လို့ဆိုပြီးတော့အဖီလေးကိုငားပြီးနေကြတယ်ဝန်တန်းမိသားစုလေးယောက်ရှိကြတယ် အဖိုးကြီးတယောက်ရဲ့အဖွားကြီးတယောက်ရဲ့သူ့ရဲ့သမီးဆယ်လန်းကျောင်းသူလေးနဲ့အလဲတန်းအရွယ်ကလေးလေးတယောက်စွစွပါမိသားစုလေးရောက်နေကြတယ်။ဒီလိုဇီတက်တန်းနဲ့ရလိုက်တဲ့တိုက်ပူလေးတွေရှိတဲ့ခြံကြီးထဲမှာနေမဲ့သူနဲ့သမီးလေးအတွက်ကအယံကိုစိတ်ချလို့နေပြီးတော့အိမ်ပင်းမကလည်းအိမ်ရှင်အိမ်ရှင်ရဲ့အိမ်နောက်မှာကလည်းမိသားစုတစုရှိနေတာမို့လူတွေအများကြီးနဲ့အားကိုးလို့ရပြီမဟုတ်ဘူးလားတိုက်ထဲကနေခြံပြင်ပတ်ထွက်လိုက်ပြီဆိုရင်လည်းရက်ကက်စေးတဲ့ကိုတက်ရောက်သွားတာပဲဒီလောက်ပြေးဆုံးနေတဲ့ဒီလိုနေရာမျိုးက ရန်ကုန်မန္တလေးမှာတော့မရှိနိုင်တော့ဘူးအင်းရှင်အဖွားကြီးကဈေးတွေလျှော့ပေးထားတာဆိုတော့တော်တော်လေးသဘောကောင်းမှာပဲလို့လဲမင်းနည်းတယောက်စိတ်ထဲမှာကြိတ်ပြီးတော့အမှတ်ပေးပြခဲ့တယ်တိုက်ပုလေထဲကိုဝင်ဖို့တိုက်အိမ်အဝင်တကားကိုဖွင့်လိုက်ပြီဆိုတာနဲ့အိမ်ထဲကနေအေးစိတ်စိတ်ညီဆိုးဆိုးအနံ့စင်ကြီးတစ်ခုကကြိုဆိုနေတာနဲ့ကြုံလိုက်ရတယ်။အင်းကအစ်တော်မဟုတ်ပေမဲ့ခဏခဏပြင်ဆင်ထားပုံရတော့တစ်လွင်နေတယ်။အိမ်ထဲကအနံ့တွေကြောင့်ဒီအင်းကအခန်းပိတ်ထားတာကြားပြီးဆိုတဲ့သဘောကိုပြသနေတယ်။ ဒီလိုနဲ့အိမ်ထဲရောက်တော့ကိုဒီပတ်ကြည့်ရင်အိတ်ခံတစ်ခန်းအိတ်ခံကထွက်တာနဲ့အိမ်ရင်ဝင်ပေါင်းတဲ့တန်းနဲ့ဖြစ်နေတဲ့အိမ်ခံကိုရောက်မယ်။အဲ့ဒီအိမ်ခံကနေဆက်ပြီးတော့သွားမယ်ဆိုရင်အနောက်မှာမိဖို့နဲ့အိမ်သားကိုတွဲရထားတာတွေ့နိုင်တယ်။မင်းလေးလည်းသူ့မှာပါလာတဲ့တကူရဲ့စာအဝတ်စာပစ္စည်းတွေကိုအထုပ်ထဲကနေထုတ်လိုက်ပြီးမင်းလေးရဲ့ဖုန်းလေးကခဏနေမှတော့မြည်တမ်းချလိုက်ရတယ်။ဟယ်လိုဟယ်လိုမမလား။တစ်ဖက်ကလူကိုမင်းလေးကောက်ကောက်တီးသွားပြီးမကြခင်ရကမှခလေးမွေးပြီးတော့ဆင်းရုံကဆင်းလာတဲ့ သူ့ရဲ့ယောက်ျားဘက်ကအမျိုးဝန်းခွဲညီမတစ်ယောက်ဖြစ်နေတယ်။အေးညီမလေးပြောလေ။ဟုတ်မမကြီးညီမလေးကိုလေအမျိုးသားတင်မွတ်တက်နေတော့မန္တလေးအိမ်မှာပြင်းနေရဆိုရင်ပြိုးဦးလေးမှာမမငါထားတဲ့အိမ်ရှိတယ်တဲ့။အဲ့ဒီမှာမမကိုအဖော်လုပ်ပြီးလာနေဆိုပြီးတော့ကိုကူကလှမ်းပြီးတော့ဖုန်းဆက်လိုက်လို့ယောက်ျားပြတ်သူလင်ကိုကသူတောင်းဝင်ကြတဲ့နေရာကနေခွာလို့မရပေမဲ့သမီးနဲ့မိမကိုစိတ်ပူတဲ့အတွက်ကြောင့်မို့မင်းတို့အဖော်ရဖို့အတွက်မန္တလေးကသူ့ညီမတယောက်ကိုလှမ်းခေါ်လိုက်တဲ့ဆိုလာမင်းရိတ်စားမိသွားပြီ။ ဟုတ်တယ်ညီမလေးလာခဲ့လေညီမတို့ပဲရှိတာဘာမှပူစရာမရှိဘူးသွေးနုသားနုနေတော့လာတာလဲလမ်းမှလည်းခရိုးဆိုင်လာအောင်ကြားလာပြင်ဦးနဲ့ကားကရောက်လို့ရှိရင်မမကိုဖုန်းဆက်လိုက်အခုနေတဲ့လေးစားကိုလည်းဖုန်းထဲကနေစားပို့ထားပေးမယ်ညီမလေးလာပြန်အောင်လာခဲ့လိုက်နော်နိုင်တတော်ကြအတွင်းမှာမိနေစီကိုအမျိုးသားဘက်ကဝင်ခဲ့ညီမတူတူနဲ့သူ့ရဲ့မိခါစားကလေးငယ်နီတာရဲ့လည်းရောက်လာခဲ့ကြတယ်။မမဒီရင်ကြီးထဲမှာနေရတာမတော်မတန်မဖြစ်မိဘူးလား။ဟွန်းအင်းတတိမထားမိပါဘူး။ မမကဒီနေ့မှစနေမှာဆိုတော့စိတ်ကပဲလုံးနေလို့လားခီးခီးပန်းလာလို့လားမသိဘူးအိတ်ချင်တာပဲသိတယ်။တပြိုင်တည်းဆိုသလိုပဲသူတို့ညီအစ်မနှစ်ယောက်စကားပြောနေတော့မှအိမ်အဝင်ဝကနေအရေးတခုကပြေးဝင်လာတာကိုမြင်လိုက်ရတယ်။ဟဲ့အိမ်ထဲကလူပြေးဝင်လာတယ်လာလာညီမလေးဘသူလဲမသိဘူး။ငါတို့ငါထားတာကိုမသိလို့လားမသိဘူး။အနေပြုမဲ့သူဆိုရင်တော့ဒုက္ခပါပဲ။ပြပြောဆိုဆိုနဲ့မင်းနေနဲ့သူညီမနှစ်ယောက်အိမ်နောက်ဘက်ကိုပြေးကြည့်လိုက်ကြတော့မြင်လိုက်ရတဲ့လူအရေးကြီးက အေနောက်ဖက်ရေချိုခန်းသားမှာလှစ်ခနဲ့ပျောက်သွားတယ်။နှစ်ယောက်သားတယောက်မျက်နှာတယောက်ချိနေပြီးတော့ရုတ်တရက်ရေချိုခန်းထဲကနေပြီးတော့ရေပန်းကပွင့်လာပြီးသူတို့နှစ်ယောက်ပေါ်ကိုချလာတဲ့အတွက်ကြောင့်မို့လို့អော်ပြီးတော့ထွက်ပြေးလာရသေးတယ်။မင်းနေအနေနဲ့တခုခုတော့တိလိုက်ပြီ။ဒါပေမဲ့ညီမဖြစ်တဲ့သူကသွေးနုသားနုနဲ့ဆိုတော့ကြောက်သားမှဆိုးလို့လည်းလင်ပြောဖြစ်ခဲ့တယ်။အင်းကလူမနေတာခြာလို့ထင်းနေရှေးပိုက်တွေက အကုန်ပြပြင်းရမယ့်သဘောရှိတယ်။ခုနကလည်းအမအမြင်မှားသွားတာ။ကြောင်နေလာတာလည်းဖြစ်မှာပါ။ စိတ်ငြိမ်ရွက်မှုထင်းနေညတညာခတိတ်ဆိတ်ပြီးတော့ဘာအတမ်းမှကိုမချားရဘူးမင်းနင်းတို့လည်းပြင်ပန်းထားတော့တညလုံးအိပ်ဖြော်နေမိတယ်မင်းနင်းရဲ့ထူးခြားချက်ကအပြူအရဲကလေးကပါးစပ်ထဲမှာဆွဲနေတဲ့ပထမအချက်ကြီးကိုတောက်လျှောက်အားရင်အားသလိုယွနေမိတာကိုပဲဒါကြောင့်လေဘလို့အန်ရဲ့ကြီးကြီးမားမားပဲကြုံပါစေဘာမှကိုမဖြစ်ခဲ့ဘူးလားလို့ယုံကြည်နေမိတာပေါ့တညလုံးအိမ်ရအစ်စ်ပြောင်းလို့ဆိုပေမဲ့ပင်ပန်းတဲ့ဒဏ်ကြောင့်နှစ်နှစ်ချက်ချက်အိပ်ဖြော်သွားခဲ့တယ်မနဲ့လင်းအယုံမတက်ခင်အလမ်းမလို့ပဲနိုးတက်နေတဲ့အချင်းဖြစ်နေတာမို့ မင်းနဲ့နိုးလာပြီးနိုင်ကြည့်ဖို့ကရင်ဘေးနောက်ကဖုန်းကိုလှမ်းယူလိုက်တဲ့အခါမှာဖုန်းကဖွင့်မရတော့ဘဲနဲ့ရေတွေရွှဲစွန်နေတာကိုတွေ့လိုက်ရတယ်။သူကဘေးနောက်ကိုကြည့်လိုက်တော့လဲတမီးလေးကအိတ်နေတယ်။ညာဘက်မှာကလည်းညီမနဲ့သူ့ရဲ့ကလေးလေးကအိတ်လို့မုံမြရွာလေးသလားဆိုပြီးတော့ထမလို့ခြုံထားတဲ့ဆောင်ကိုဖယ်လိုက်တော့လဲဆောင်ကရေတွေနဲ့ရွှဲနေနေတာကိုတွေ့လိုက်ရတယ်။အဲဟာကင်းနဲ့မှုရကလွင်ဆောင်တွေခေါင်းတွေမှာကရေတွေအပြည့်ရွှဲနေနေတာကိုအံ့ဩတကြီးတွေ့လိုက်ရတော့ မင်းလေးစိတ်ထဲမှာတော်တော်လေးထူးဆန်းမိသွားတယ်။အင်ကမုံမလုံလုံများလားဆိုပြီးတော့မိဖွင့်ရင်နဲ့မင်းနဲ့ချက်တွေကိုစစ်ပြန်တယ်။ဒါပေမဲ့ရီရစက်တောင်မှမရှိခဲ့ဘူး။အင်ပေါ်တက်ကလည်းလုံတယ်။အင်ဘေးပက်လယ်မှာကလည်းအုတ်တွေနဲ့အပိတ်ကြီး။ဒါနဲ့အပြင်ကိုထွက်ကြည့်ပြန်တော့လည်းမိုးရထားတဲ့ပုံစံမျိုးကိုမတွေ့ရဘူး။ဒါဆိုရင်တော့မင်းလေးအနေနဲ့တကူကူကိုတေချာပြင်းရင်တေချာတိလိုက်ပြီးမဲ့ဒီလိုရောက်ခါစားနေမှာတော့မချောင်းလန်းတော့ပါဘူးလို့ထင်ထားခဲ့တာအခုတော့အထင်နဲ့အမြင်ကလွဲနေခဲ့ပြီ ဆာရော်တဲ့နေ့ကလေးကအိမ်မှာရှိတဲ့မိစ္ဆာတကောင်ကောင်ကနှုတ်ဆက်လိုက်တာများကြမ်းစက်တတန်းမြမလှုပ်တဲ့လူမလို့ခင်နဲ့ရေတွေရွှဲနေတဲ့အဆောင်တွေခေါင်းတွေကိုရှော့ဖို့နေရာမှာထားလိုက်ပြီးတော့လောလောဆယ်အဆက်အသွယ်လုပ်ဖို့အရေးတကြီးလို့နေတာမို့ဈေးထဲကဖုန်းဆိုင်ကိုတယောက်ထဲသွားပြစ်ခဲ့တယ်။ဖုန်းဆိုင်ကိုရောက်တော့ဆိုင်ကမင်းရဲ့ဖုန်းကိုဖွင့်ချလိုက်တဲ့အခါမှာဖုန်းအပြားထဲကနေရေတွေဝေါ်ဆိုပြီးတော့ထောက်လျှောက်ထွက်လာပါလေရော။ဆိုင်ကလူတွေကတော့မင်းလေးကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်ပြီး အမဖုန်ကရေပုံးနဲ့ပြုတ်ချသွားတာလားဒီလိုမျိုးမေးလိုက်တော့မင်းကြီးလည်းမတက်တာပဲလိန်ပြီးတော့ကောင်းချင်းပြလိုက်ရတယ်ဆိုင်ကပြင်လို့တော့ရတယ်ဒါပေမဲ့ချက်ချင်းမရဘူးဆိုတာနဲ့ဝင်းနေလက်သလောသုံးဖို့တသိန်းချုံဝင်းကျင်ဖုန်းလေးတစ်လုံးကိုကောက်ဝေလာခဲ့လိုက်တယ်အင်းရောက်တော့အင်းရှင်းမှာကလေးနှစ်ယောက်နဲ့ငုတ်တုတ်လီထိုင်ဆောင်နေတဲ့ညီမလေးကိုတွေ့လိုက်ရတယ်တူတူညီမလေးဘာဖြစ်လို့လဲဆိုရင်တကြီးနဲ့မေးလိုက်တော့တူတူကညီမလေးကြောက်တယ်မမညီမလေးအင်းသာဝင်ပြီးပြန်ထွက်လာတော့ အိမ်နောက်ဖွေးကနေပြီးတော့ပြေးလာတဲ့တခုကညီမလေးကိုကိုအချိန်နဲ့ပြေးတိုက်တော်လို့ညီမလေးရောက်မှရှိုက်သွားတယ်။သိကြတာကအဲ့ဒါလူမဟုတ်ဘူး။မမညီမလေးတို့ဒီမှမနေတာကောင်းတယ်။ကြည့်ရတာဒီအိမ်မှာတရေရှိရတယ်တူတယ်။မင်းနေသိပြီသားဆိုပေမဲ့ညီမဖြစ်သူပို့ချောက်သွားမှဆိုလို့မူသားတုံးလိုက်ရပြန်တယ်။အော်ညီမလေးကလည်းသွေးနှုတ်သားနှုဆိုတော့အဲ့လိုပဲရှေ့ခနေမှုတက်တယ်။တခါတလေလည်းကိုကထင်အောင်ထင်မာနေဖြစ်တတ်တယ်။ကဲကဲလားညီမလေးတို့အတော့မနှက်စာအစာပြေဝင်လာခဲ့တယ်။ဒီမင်းနှိမ့်လိုက်အတွက်ချက်ဖို့ရောအပြည့်အစုံပဲ။ နောက်ပိုင်းညာအိတ်တဲ့အခါမှာမင်းနေကအခန်းဝအထီးစီးချပြီးတော့အိတ်တာမို့ရေတွေရွှဲတဲ့ကိစ္စတော့မကြုံရတော့ပေမဲ့မင်းနေကမှဝင်လာတဲ့ဖုန်းကအားသွင်းနေရင်လုံးဝဖွင့်မရတော့ပဲပြတ်သွားတော့ကိုထပ်ပြီးတော့ကြုံလိုက်ရတယ်။မင်းနေအိမ်မှာမြေသားတုံလေးရို့အမြလည်းဝင်နေပါလေဒီလိုတွေကြုံနေရတော့အစားကတီးခံခဲ့တဲ့မြဒေါသတွေထွက်နေမိတယ်။တခါတလေအင်းရှိကနေအင်းနောက်ဖက်ရေချိုးခန်းတဲ့အထီးကိုခလေးတဲ့ရေတွေလိုမျိုးစိတ်ကကနဲ့တွဲလောင်းကြီးကြနေတဲ့အရေးတွေကိုတွေ့ရတတ်တယ်။ အစကအင်္ဂကလေးတွေရဲ့တရေထင်နေသေးတာနောက်ပိုင်းတတိထားပြီးကြီးမိမှပဲကလေးတွေဟာမဟုတ်မှန်သိလိုက်ရတယ်တောင်ယုံတတိမျိုးနဲ့ကတော့ဒီလိုအိမ်မျိုးမှာဆက်နေဝင်မယ်မထင်ဘူးနောက်တစ်နေ့ရောက်တော့မင်းနေကသူ့ရဲ့အမျိုးသားရှိတဲ့စီကိုခဏသွားပြီးပြီးအင်ကိုနှိမ့်လက်ကင်ကြော်လောက်မှပြန်ရောက်လာတဲ့အခါမှာအိမ်ထဲမှာညီမလေးတူတူနဲ့သူ့ရဲ့ကလေးလေးကိုမတွေ့ရတော့ဘူးဒါနဲ့စိတ်ပူသွားပြီးလက်ချနေမိတယ် နောက်တော့ယောက်ျားစီကအပေါ်ဖြစ်နေလို့ရလာတဲ့ Nokia ဖုန်းလေးနဲ့တူတူကိုဆက်ကြည့်တော့တူတူကငိုပြီးတော့ပြောလာတယ်။ညီမလေးကိုခုနကမမမရဲ့အိမ်မအားလေးတရေရှိနေတယ်။ညီမလေးမနေရဘူး။ပြီးတော့ညီမလေးကတွင်းတူတာနုနဲ့ကလေးကလည်းငယ်သေးတော့တခုခုဖြစ်မှဆိုလို့ညီမလေးပြန်သွားတာပါ။တူတူရဲ့ဒါဆိုလဲမမကလိုက်ပို့မှာပေါ့ဘလို့ဖြစ်ပြီးတော့ဆိုင်းမစစ်ပုံမစင်ကြီးပြန်ရတာလဲ။ မဟုတ်ဘူးမမရဲ့ဒီနေ့မနက်ကမမထွတ်တုံကားတိကအကောင်အိမ်မှာညီမလေးခလေးကိုနှုတ်တိုင်းနေအိပ်ပျော်သွားတော့မှညီမလေးခြုံထားတဲ့ဆောင်ကိုလေလက်ကြီးတစ်ဖက်ကဂရင်အောက်ကနေဆွဲထားတာအခန်းဝအထိပဲညီမလေးကလည်းအိပ်ပျော်ကားစားဆိုတော့တိတိတတချင်းမြင်လိုက်ရတာဒါနဲ့ကိုမြအမြင်မလားဆိုပြီးတော့မျက်စိကိုပုတ်ပြီးအခန်းဝကိုကြည့်လိုက်တော့အခန်းဝမှာစပင်ဆုပ်ပါနဲ့ခကခုပုံစံမျိုးမျိုးကြီးကိုမြင်လိုက်ရတယ်။မလေးလည်းချောက်ချောက်နဲ့မမပြလာတဲ့အထီးကိုမဆောက်ဘဲနဲ့ပြန်ပြီးတော့ပြေးလာရတာပါ။ ူတူမရှိရနောက်ပိုင်းမှာအင်ကပို့ပြီးတော့ချောက်ချားနေတယ်လို့မျိုးပဲမင်းနင်းကိုတိုင်လည်းနောက်ပိုင်းနေ့တိုင်းလိုမျိုးကြမ်းကြမ်းတက်တက်နေအချောက်လက်ခံရတော့တယ်ရေချိုးခန်းမှာရေတံပေးတာတွေလူမရှိပိုင်းနဲ့ရေပွင့်လာတာမျိုးတွေဂတ်စမီပိုကမီးတွေကအလိုလိုပွင့်နေတာတို့ကြောင်းရင်တကားကပွင့်ပြီးတော့အထဲကဟင်းတွေမောက်ချနေတာပြီးတော့တစ်ခါတလေအသားစင်းငါးစင်းတွေဝဲလာပြီးတော့ချက်ဖို့ပြင်လာတော့မှာချက်ခံနေကြည့်လိုက်ရင်လူကိုက်ထားတယ်လို့မျိုးတွားရည်ကြံပြီးတော့ပဲ့နေတာလေအမြဲကြုံရတဲ့ မင်းနင်းနေရာမှာတခြားမင်းကလေးသာဆိုရင်တော့ပြောင်းပြေးမှတိတ်ချတယ်။မင်းနင်းကတော့ငငယ်ကလေးကမန္တလေးမှာရှိတဲ့အောက်လမ်းမိသားစုတွေနဲ့နေခဲ့ရပြီးတော့တရေတွေပလုံစီအောင်မွေးထားတဲ့အိမ်ကြီးကိုမင်းနင်းရဲ့အဖေကမသိပဲနဲ့ဈေးပေါ်ပေါ်နဲ့တောင်းဝယ်ခဲ့ပြီးအဲ့မှာကြီးလာခဲ့တဲ့သူမို့ဒီလောက်ကူကမတုံ့လွတ်တော့တာဖြစ်မယ်။ဒါပေမဲ့မင်းမသားမို့တစ်ခါတလေမှာတော့အငငယ်မိတာကတော့အမှန်ပဲ။ကလေးကလည်းရှိနေပြန်တော့ကို့အတွက်ဆိုင်ရင်ကလေးအတွက်ရောပူပေးနေရတယ်။ဒီနေ့တော့မင်းနင်းဆက်ဆုချင်တာနဲ့အင်ရှင်နေအိမ်အနောက်ဘက်မှာအဖြူထိုးပြီးငားနေကြတဲ့ မိသားစုလေးကိုစကားတော့ပြောရင်မကြည့်တော့လူကြီးတွေကမသိဘူးပဲပြောကြတယ်။ဒီလိုပြောမယ်ဆိုတာကလည်းမင်းနေချိုသိပြီးသားပါပဲလေ။သူတို့ကမှမတက်နိုင်လို့သူများရဲ့အိမ်တော်ကအဖီလေးမှငှားပြီးတော့နေရတာ။အကယ်လို့သူတို့ကအမှန်တိုင်းပြောလိုက်မယ်ဆိုရင်ဒါကအရှင်သိရင်သူတို့နဲ့ထုတ်ခံရနိုင်တယ်။ခလေးတွေကိုမသိမတာချုံမကြည့်တော့တခါတလေအိမ်ထဲမှာအဖိုးကြီးတယောက်ရှောက်သွားနေတာကိုတော့တွေ့ဘူးတယ်လို့ပြောကြတယ်။မင်းနဲ့တရှင်သားကိုတိလာရပြီမို့လို့တမီးလေးကိုလက်ဆွဲပြီးကိုယ်ရင်ဘကူပြမယ်အပြုမှာ မင်းနေတော့ငါထားတဲ့အရင်ဘက်ကလူရဲတွေ့လို့ခဏပုံနေရင်လန့်ခုကြည့်လိုက်တော့အရှင်အပွားကြီးကထမင်းချိုက်ဟင်းဆန်တွေကိုဖက်နဲ့ပုံပြီးမင်းနေတော့အရင်ချိုးကန်းသားအပြင်ဘက်တောက်ကနေရာမှာလာပုံသွားတာကိုမြင်လိုက်ရတယ်။ပြီးတော့အဖွားကြီးကလူလစ်တထင်ပြီးတော့ဟိုကြီးဒီကြီးနဲ့သူ့ရဲ့တိုက်စီကိုပြန်သွားတယ်။မင်းနေလည်းအဲ့ကြမှာပုံနေရာကနေထွက်လာလိုက်ပြီးတော့တခုခုကိုစဉ်းစားနေမိလိုက်တယ်။အဖွားကြီးရဲ့ခြံဝင်းထဲမှာကခွေးစာကြောင်စာကျွေးရအောင်လဲခွေးတွေကြောင်နေမှာမရှိပဲဒီလိုနဲ့နောက်နေ့ကျတော့မင်းနေလည်းဈေးကိုထွက်လာခဲ့ပြီတယ်။ ဈေးကသေးပေမဲ့သူ့အနေသူတော့စီကားနေတာပါပဲမင်းတို့ငားနေတဲ့အိမ်ကနေထွက်လာလိုက်တာနဲ့ဈေးကိုတန်းရောက်တာမို့မင်းနဲ့အိမ်ကထွက်လာတိုင်းဈေးကဈေးတဲ့တော်များများကစူးစမ်းချင်တယ်လို့လည်းကြည့်နေတာကိုကြောက်ရတတ်တယ်။အစပိုင်းမှာတော့သစိမ်းမှုကြည့်တယ်ဘာရမဟုတ်ဘူးလို့မင်းနဲ့တွေးပေမဲ့ကြာလာတော့လေတန်တရားပုံဝင်လာတာနဲ့အမြဲဝဲနေချပဲပြုတ်တဲ့အတော်ကြီးကိုမင်းနဲ့မေးကြည့်လိုက်မိတယ်။ဟောလေတမီးကလေဈေးရလူတွေကဘာလို့ဝိုင်းပြီးတော့ကြည့်နေကြတာလဲ။အဲကြည့်ရတာငါတမီးကလှလူနေမှာပေါ့။ အတော်ကြီးရဲ့မျက်လုံးတွေကအသက်မပါတာမို့လိန်လိန်မန်းကိုမင်းနေသိလိုက်တယ်။အတော်ပြောချင်နေတာတခုရှိတာတမီးသိပါတယ်။အတော်ပြောပါမလိမ့်ပါနဲ့။တမီးအခုငါထားတဲ့အိမ်ရဲ့အကြောင်းအတော်ဘယ်လောက်သိထားလဲ။တမီးကိုပြပြပါလား။တမီးမကမိမနဲ့အဝေးမှာခလေးတစ်ဖက်နဲ့ဒီမှာလာပြီးတော့ဒုက္ခခံနေရတာ။အကယ်လို့အန်နီရရှိရင်လည်းခုဘက်ကချူပြီးတော့ရှောင်ရအောင်။အတော်ကပြပြပြလို့ရမလား။ဒီလိုမျိုးအစားပြုလိုက်ရင်မင်းနေလဲသူ့ချုံခဲ့တဲ့မြောက်ကိုပြပြလိုက်တဲ့အခါမှာတော့အတော်ကြီးကနေပြီးကဲပါငါ့ကိုမုန်းချင်လဲမုန်းပါစေတော့။ ဒီနားမှာမြင်နေကြဆိုတော့ရှောင်မရဘူးသမီးရဲ့သူတို့တွေကလေအရန်လည်းအပေါက်ဆိုးကြတာလူတိုင်းကသူတို့ရဲ့အိမ်သူတို့ရဲ့မိသားစုကိုရှောင်ကြတယ်သမီးအခုသမီးတို့ငါလာတဲ့တိုက်အိမ်မှာကလေတည်ခဲရှိတယ်အဲ့ဒီတည်ခဲကလေတခြားမဟုတ်အိမ်မှာရှိတဲ့အဖွားကြီးရဲ့ယောက်ျားအိမ်ရှင်အဖိုးကြီးပဲသမီးရဲ့အဖိုးကြီးကအရင်ခေတ်ကနိုင်ငံရေးသမားကြီးသူထောင်ကျပြီးတော့ပြန်ထွက်လာတော့ထောင်ကမှတ်ညံဖြစ်တဲ့စီးရီထိုးပစ်လိုက်တာယူသွားရှာတယ်သမီးသားစုကအရင်ကသမီးအခုငားနေတဲ့အိမ်မှာနေကြတာလေ တနေ့သူတို့တွေအပြင်ကိုကိစ္စတစ်ခုနဲ့ရတုခင်းကြီးသွားနေတော့အဖိုးကြီးကိုတယောက်တည်းအိမ်ပိတ်ပြီးတော့ရေးဆက်ဆက်ထားခဲ့ကြတယ်။အဲ့ဒီမှာလည်းအဲ့ဒီအဖိုးကြီးကရေချိုးခန်းထဲမှာပုတ်ပွပြီးတင်းနေတာကြာလို့ပုံဝင်ချင်ကအနှံ့ရမှာပဲအိမ်ဖြုတ်ဝင်ပြီးအလောင်းကိုမထုတ်ရတယ်။ထားတော်မှရက်ကွက်ကတချို့ပြရတာသမီးရဲ့အဖွားကြီးကဘလောက်မှရိုင်းမမှလည်းဆိုရင်ကိုယောက်ချအတွက်တော်မှရက်ရက်တော်မှမလုပ်ဘူး။သူ့တက်မီကလည်းလေမွေးကလေးကရင်လေးယူနေတာ။တခါတလေအိမ်ပြေကိုပုတ်ခွေရတွေအော်ပြီးတော့ပြေးထွက်လာတတ်တယ်။မီးလောင်နေတယ်လို့ ။ဓမြတိုက်နေပါတယ်လို့သူ့အရင်ကအောင်လို့ရှင်။ရကုတ်ကလူတွေကတယုံယုံဖြစ်ရသေးတယ်။နောက်တော့ယူနေမှန်တိမှပဲယူသွားကြတာ။ပြောချင်တာကအဖူငါသမီးတို့နေနေတဲ့အိမ်မှာကအဖိုးကြီးကမချွတ်သေးဘူး။၆တန်းလှန်နေဒါကအဖွားကြီးကတိတော့အင်ကားတွေလာတိုင်းသူကဈေးကိုအမြင်နဲ့လျှော့ပြီးတော့တနစ်စာစာချုပ်ချုပ်တယ်အတော်တို့တတ်မှာတော့လေတနစ်မပြောနဲ့နှစ်လားပြအောင်နေတဲ့သူကိုမတွေ့သေးဘူးဒီမှာနေပြီးပြောင်းသွားတဲ့သူတွေကလည်းမိသားစုကိုရဲ့သူကကွဲစီးပွားရေးတွေပြက် ဘွားတွေပြက်ပြီးတော့နောက်ဆုံးလူတွေတည်းအထီတော်မှဒုက္ခရောက်သွားတတ်ကြတယ်။ဒါကြောင့်မို့လို့တမီးတို့ကိုစိုးရင်တော့အတော်တော့ကချိန်နေကြတာ။အဖာကြီးကတော့တမီးသားစုနဲ့တနစ်စာစာချုပ်ချုပ်လိုက်။တရေ၆တော့ငားရတဲ့မိသားစုတွေကတလားနနာနဲ့ပြောင်းပြေးသွားလိုက်နဲ့။နောက်ထပ်မိသားစုတစ်စုကလာလိုက်။တနစ်စာချုပ်ချုပ်လိုက်။ပြောင်းပြေးသွားလိုက်နဲ့သူကတော့အလုပ်ဖြစ်နေတာပေါ့။ဒီလိုမျိုးရှိရှိလာလာကြီးရှင်းပြလိုက်ပြီးတဲ့နောက်မှာမင်းနေမချောက်တက်တူတော်မှာချက်သိမ်းမွင်းကြီးနေထားပြီးအရှင်အဖာကြီးကိုဒေါသလည်းဖြစ်မိတယ်။ ရတယ်လေဘသူမှနှလားမပြည့်တဲ့အိမ်မှာကျမကတနှစ်ပြည့်အောင်နေပြမယ်ယူနေတဲ့တရေကအမြယူရမှမသိပေမဲ့သူချမ်းကိုချမ်းပူချမ်းလိုက်မယ်ဆိုရင်ကလေးတယောက်လိုနာခံမယ်လို့မင်းနဲ့ယုံကြည်ထားတယ်ဒိန်ကြီးအချောင်းကိုလည်းအမျိုးသားကိုမပြောဖြစ်ဘူးအမျိုးသားအလုံးမဖြောင်းမှဆိုးတာရယ်တယောက်တစ်ချိတ်ပြီးတော့ဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်တယ်အိမ်ကြီးမှာနှလားပြည့်တဲ့နေ့အထိဂျားထဲမှာနေ့တိုင်းအချောင်းလက်ခံရပေမဲ့ကိုတိလက်ရောက်တော့တစ်ခါမှအချောင်းလက်မခံခဲ့ရဘူးပထမတကူတော်ချောင်းလို့တော့ယုံထားတယ် နလာပြည့်ရဲ့နေ့မှာမင်းနေ့အချိန်မမိနေတာကတနေ့ကုန်အကောင်7နှစ်ထိုးတာနဲ့ဘိုက်ထဲကနေထိုးပြီးတော့အောက်လာတော့တာပဲအင်းတော်ကလည်းအခောက်အခါခါပြေးရတယ်အဲ့လိုနဲ့တွားလိုက်တဲ့ဝမ်းကမနေ့၄နှစ်ဆိုရင် တိကနေကိုရက်သွားတဲ့ဆရာဝန်တွားပြတော့လည်းမထူးချောင်းအစားဆောင်လည်းဝမ်းသွားမြဲသွားနေတာပဲဘာရဲ့ကြောင့်ဆိုတာကတော့တိတော့တိထားလိုက်တယ်ပထမအမြင်ရုပ်နေတဲ့မင်းနေ့ကိုအိမ်မှာရှိတဲ့မိစ္ဆာကမလိုလားဘူးဒီအတွက်မင်းနေကိုနာကျင်အောင်လုပ်ချင်ပေမဲ့ကံမြင့်နေတဲ့အတွက်ကြောင့်မို့လို့လုံမရဖြစ်နေပြန်တယ် အဲ့ဒါကြောင့်တဖြည်းဖြည်းအားနည်းလာအောင်လုပ်ပြီးမင်းနေကုတူကောင်းမှုဖရားတရားမလုံးနိုင်တော့တဲ့နဲ့အတက်နှုတ်ဖို့အထိရည်ရထားပုံရတယ်။တညမှာမင်းနေထုံးစားတာအင်နာတော်တော့အင်နာတကားကိုလာထုပါလေရော။တဝုန်းဝုန်းနဲ့အပြင်ကနေလာထုနေတာ။လူမဟုတ်မဲမင်းနေတိတော့ဖွင့်မပေးရဘူး။အထဲမှညီနေတဲ့အခါမှာအပြင်ကနေအင်နာတကားကိုတောက်ခတ်သွားခဲ့တယ်။ကိစ္စပြီးတော့အင်တာထဲကထွက်မယ်ပြင်တော့မင်းနေထွက်မရဖြစ်နေခဲ့တယ်။အဲ့ဒါနဲ့ပဲဒေါသထွက်ပြီးတော့ချိန်လိုက်မိတယ်။အေး နေငါကိုတော့ပိတ်ထားတွေ့ငါကလည်းဒီအိမ်သားထဲကနေညှို့ဝင်နိုင်တဲ့ဖះစားတွေကိုစတိုက်ဆူနေမှာပဲအဲ့လိုလဲပြောလိုက်ရောချက်ချင်းချင်းမိပိတ်သွားပြီအင်္ဂါတကားကအလိုလိုပွင့်သွားတယ်အမောင်ထဲမှာတယောက်ယောက်ကတော့မချင်မနှက်နဲ့ထိုင်ကြည့်နေမယ်ဆိုတာကိုမင်းနဲ့သိထားပြီးသားပါအပုံနဲ့ကလည်းစူးနေတာပဲအဲ့ဒါကြောင့်အင်္ဂါထဲပဲဝင်ဝင်ပေးပေးတော့သွားသမီးလေးကိုလည်းအတူတူခေါ်သွားဖြစ်တာလေဒီလိုနဲ့ဈေးသွားဖြစ်တဲ့တနေ့မှာတော့သမီးလေးကပူစားတဲ့အတွက်ကြောင့်မို့လို့ရုံလေးတွေကိုဝယ်ပြီးတော့မွေးဖြစ်သေးတယ်။တရက်ဘာရင်မဟုတ်ဘူး။ မင်းလေးဝမ်းစတိုက်သွားနေတာကလမ်းနဲ့ချီနေပြီမို့လူကလည်းမြမြော့ပဲကျွန်တော်တာဖြစ်တဲ့အတွက်မဖြစ်ဘူးဆိုပြီးတော့အင်္ဂါရှင်လေးတွေအတွက်သုံးလေးရက်စာအစာရောရေရောအလုံးလောက်ထားပေးပြီးမန္တလေးကမိဘအင်ကိုခဏပြန်ပြီးတော့ဆေးပြန်စစ်ခဲ့တယ်ထူချတာလားတိုက်ဆိုင်တာလားတော့မသိဘူးမန္တလေးရောက်တော့ဝမ်းကလုံးဝမသွားတော့ပြန်မန္တလေးမှာနေခဲ့တဲ့၃ရက်လုံးကလုံးဝဝမ်းမသွားဘူးဒါနဲ့တက်တာပြီးဆိုပြီးတော့ပြင်ဦးလေးကိုပြန်တက်ပြီးအင်ရောက်တော့အင်ထဲမှာမမျောလင့်နိုင်တဲ့အဖြစ်ကိုတန်းပြီးတော့မြင်လိုက်ရတယ် ။မွေးထားတဲ့ရုံလေး၃កောင်ထဲမှာ၂កောင်ကကြက်တွေလဲလဲချိုးခံထားရတယ်လို့မျိုးလိမ့်နေပြီ။တကောင်ကဗတ်ကြီးပေါက်လို့ပေါက်နှချောင်းချိုးနေရေးတင်နေတာကိုမြင်လိုက်ရတယ်။အဆကလေးကရုံလေးတွေလောင်အိမ်ကိုအိမ်နောက်ဖေးကရေချိုးခန်းထဲမှာတွတ်ထားတော့ရုံတွေလည်းကြောက်လုံလုံပြာပြာခတ်နေတာကိုမြင်ပြီးတကူးကူကိုတိနေခဲ့ပေမဲ့ဒီလောက်ထိဖြစ်မယ်လို့မင်းနေမထင်ခဲ့မိဘူး။အခုတော့အိမ်တကားအလုံးပိတ်ထားတဲ့အိမ်တဲကယုံလေးတွေရဲ့အဖြစ်ကတော့တနာစရာပါပဲထူးထူးဆန်းဆန်းပဲအဲ့ဒီအိမ်ကိုပြောင်းရတဲ့ညကစပြီ ည7နှစ်နိုင်ကနေမနက်၄နိုင်အထိပုံမှန်အိပ်ရာကနေပြေးလိုက်လွတ်လိုက်နဲ့အင်္ကြာတွေကနေမထွက်ရတော့ဘူး။ဒါတိုက်ဆိုင်မှုလုံးဝမဖြစ်နိုင်တော့ဘူး။မင်းနေတညအင်္ကြာတက်နေရင်ဒီအင်္ကြာယူပြီးတည်တာလည်းမကောင်းဆိုးအကောင်ကိုနှိမ်နှင်းဖို့ဆရာရှာဖို့အထိစဉ်းစားနေတော့မှမင်းနေကိုအနောက်ကနေဆောက်ကန်တာကိုပထမအဆုံးအချိန်ကိုတိလက်ရောက်လောက်ခံလိုက်ရတော့တယ်။ဒီလောက်ထိကြမ်းနေတဲ့အိမ်မှာသူတယောက်တည်းဆက်နေရပြီမယ်။တမီးလေးအတွက်စိတ်ပူပြီးအင်္ကြာအမေစီဖုံးဆက်ပြီးအကြောအကြောင်းပြပြလိုက်တဲ့အခါ ။နောက်နေ့ဒီရင်ကြီးမှလီလာပြည့်ရဲ့နေ့မှာပဲမင်းရဲ့အမျိုးသားနဲ့အတူမင်းရဲ့အဖေအမေအပါအဝင်အကောင်လုံးကကားနဲ့မင်းကိုကောင်းမမဖို့ပြောပြီးမန္တလေးကိုပြန်ခေါ်လာခဲ့ကြတယ်။မင်းနဲ့လည်းမန္တလေးကိုမတက်တာလို့သာသွားရတာဆိုပေမဲ့ဒေကမိတ်ဆာကိုမချိနေတာနဲ့သွားခန်ဒီပစ္စည်းတွေတိမ်းထားတဲ့ပုံးတွေထက်နေတော့အလုံးလုံးရှုံနေတဲ့အချင်းမင်းနေကပရဲ့ရည်တွေကိုတအိမ်လုံးလိုက်ပတ်ပြီးနောက်ဆုံးပရဲ့ရည်ကိုပုံးချင်းနဲ့ပွားထားတဲ့ရေပုံးကြီးကိုတော့အားရပါရသေးပြီး အိမ်နောက်ဘက်ကအိမ်ထဲကအယူအဖိုးကြီးတရေတည်သွားတဲ့သူနေနေတဲ့နေရာမှာရေချိုးခန်းထဲမှာလောင်းထက်ပြစ်ခဲ့လိုက်သေးတယ်။ဗဇက်ကလည်းပြောလိုက်တယ်။မှတ်ထား။ငါတို့ကမနေနိုင်အောင်လုပ်တဲ့အဖိုးကြီး။နေလဲနေလို့မရအောင်လို့ငါပြန်လုပ်ခဲ့တာ။အဲ့လိုလုပ်ပြီးတော့မင်းနဲ့အိမ်ရှိအထွတ်မှာအိမ်ရှိခန့်စီထက်ထားတဲ့ပစ္စည်းပုံးတွေကဘုံဆိုပြီးတော့တယောက်ယောက်ရိုက်တွန်းလိုက်လို့မျိုးလဲကျသွားပြီ။အိမ်နောက်ဝေးဘက်ကနေဒေါသတချီတောက်ခေါက်လိုက်တဲ့အတန်းချဲကြီးကိုလည်းမင်းတို့တမိသားစုလုံးတေချာချလိုက်ရတယ်။ နောက်များတော့အင်္ဂါဖြစ်ခဲ့မယ်ဆိုရင်ရိုးရိုးတရဲတစ်စိတ်နဲ့ဆိုင်အုံနောက်ပြနေတဲ့မိစားတစ်ခေါက်ရှိမနေဘူးပဲမျှော်လင့်ရင်းနဲ့ပဲဆလန်နီကိုအဆုံးသတ်လိုက်ပါတယ်။နားထောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှပြန်ပြီးတော့တွေ့ကြမယ်နော်။